ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များအားလုံးကိုရန်ကုန်မြင်ကွင်းကျဲအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ရန်ကုန်မြင်ကွင်းကျဲအစီအစဉ်ကနေပြီးတော့ဒီကနေ့ရိုက်ကူးတင်ဆက်ပေးမယ့်အခမ်းအနားကတော့ Victoria Heart Support Foundation ရဲ့နှစ်ပတ်လည်အခမ်းအနားနဲ့အလှငွေပေးရပွဲပဲဖြစ်ပါတယ်ရှင်ဒီတော့ Victoria Heart Support Foundation နဲ့ပတ်သက်ပြီးတော့ပရိသတ်တွေအားလုံးလည်းပြည့်ပြည့်စုံစုံသိရှိစေဖို့အတွက်ရန်ကုန်မြင်ကွင်းကျဲအစီအစဉ်ကနေပြီးတော့ဆက်လက်ပြီးတော့တင်ဆက်ပေးကြပါတယ်ရှင် ိုရီးယားကျန်းမာရေးထောက်ပံ့ကူညီဆောင်ရှောက်မှုဖောင်ဒေးရှင်းနှစ်ပတ်လည်အခမ်းအနားနှင့်အလွန်ဝေးပေးအပ်ပွဲအခမ်းအနားကို Novotel Yangon March Holiday ပြည်ခမ်းမမှာကျန်းမာပြုလုပ်ခဲ့တာဖြစ်ပြီးအခမ်းအနားသို့စာနယ်ဇင်းမီဒီယာများနှင့်အလူရှင်များတက်ရောက်လာကြပါသည်ဝီဂျိုရီယာကျမ်းမာရေးထောက်ပံ့ကူညီဆောင်ရှားမှုဖောင်ဒေးရှင်းကို2014ခုနှစ်မတ်လ9ရက်နေ့တွင်စတင်တည်ထောင်ခဲ့တာဖြစ်ပြီးစည်နှာဝန်ထမ်းများနှင့်ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းဖြစ်ပါသည်။ ဧည့်သည်တော်များဆုံးလင်းစွာရောက်ရှိပြီးတဲ့နောက်မှာတော့အခမ်းအနားကိုဆရာတော်အရှင်စိန်ကိန်းသားရဲ့အဖွင့်ဩဝါဒမိန့်ကြားမှုဖြင့်ဖွင့်လင်းစတင်ခဲ့ပါတယ်။ဆရာတော်ရဲ့ဆုံးမဩဝါဒများကိုခံယူပြီးတဲ့နောက်မှာတော့မတီအလူရှင်များမှဖောင်ဒေးရှင်းအတွက်ဆရာတော်ထံမတီအလူငွေများကို စက္ကပ်လှူဒါန်းခဲ့ပြီးဆရာတော်မှဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးရခဲ့ပါတယ်။ ဗီတိုရီယာကျမ်းမာရေးခြောက်ပံ့ကူညီဆောက်ရှောက်မှုဖောင်ဒေးရှင်းနှင့်တောတာပြည်ဆောင်စီမံချက်တို့အတွက်မာတီအလှရှင်များမှ ပေးအပ်လှူဒန်းမှုများကိုဗီတိုရီယာစေယုံဥက္ကဋ္ဌနှင့်ဖောင်ဒေးရှင်း၌ကဖြစ်သူဦးဇော်ဝင်းရှိန်မှလက်ခံပေးခဲ့ပါသည်ကွန်ပျူတာတန်းလွှာများပြန်လည်ပေးအပ်ပြီးတဲ့နောက်မှာတော့ Foundation ဥက္ကဋ္ဌဒေါက်တာကျော်အေးအေးဆန်းမှ Foundation အကြောင်းနဲ့ဗန်နိုင်းရှင်နန်းအားအတူချုံးတင်ပြပြီးရှင်းလင်းပြောကြားပေးခဲ့ပါတယ်။ ဝစ်တိုရီယာကျမ်းမာရေးထောက်ပံ့ကူညီဆောက်ရှောက်မှုဖောင်ဒေးရှင်းအနေနဲ့လုပ်ငန်းစဉ်လေးခုဖြင့်အကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိတာဖြစ်ပါတယ်။လုပ်ငန်းစဉ်များအနေနဲ့ကတော့ဝစ်တိုရီယာနှင့်အပြုံကဏ္ဍတောကြပြည်စုံစီမံချက်အခမဲ့နေလက်ကွင်းစင်စေကူတာရေးအစီအစဉ်အထွေထွေကဏ္ဍစတဲ့လုပ်ငန်းစဉ်များခွဲခြားပြီးကျန်းမာရေးဆောက်ရှောက်မှုများပြုလုပ်ပေးနေတာဖြစ်ပါတယ်။ ကျမ်းမာရေးဆောက်ရှောက်မှုအစီအစဉ်တွင် ပါဝင်တဲ့စေတနာရှင်ပြည်သူတဦးရဲ့စေတနာတရားတရားထက်သန်စွာ ပါဝင်လူတန်းပြပုံကိုလည်းအခုလိုသိရှိရပါတယ်။အန်တီကဘုံစပေါ့နော်။ဒီ Victoria ဆေးရုံမှာဒီ Health Foundation ဒီနားမကျတဲ့ကလေးတယောက်ကိုအန်တီရဲ့မိတ်ဆွေရှေပါရမီယာပေါ့နော်။ဦးလမင်းရဲ့ပွဲကိုအန်တီသွားပါတယ်။အဲ့ဒီမှာဆရာကြီးဦးစိုးတင့်နဲ့ဒီ ဒီကလေးတယောက်ရဲ့ကိုဘလို့လူတန်းပေးတယ်ဘလို့လှုပ်ဆောင်ပေးတယ်ဘလို့ပြီးတော့ကုသပေးတယ်ဆိုတာကိုဆရာကြီးကရှင်းပြပါဗါတယ်အဲ့ဒီအချိန်မှာဒီနားမကျစကားမပြောနိုင်တဲ့ကလေးလေးဟာဒီလိုလှုပ်ပေးလိုက်တဲ့အချိန်မှာသူ့ဘဝဟာလုံးဝ totally ပြောင်းသွားပြီးတော့မှသူ့မှာ ဘဝမှာဟိုဥစားပေါ့နော်လူရမွေနဲ့ဘဝလေးရနေသူဟာတမန်ကလေးတွေလိုပဲသူဟာဆရာဝန်ကြီးလည်းဖြစ်နိုင်တယ်အင်ဂျင်နီယာကြီးလည်းဖြစ်နိုင်တယ်အရန်ကိုပြည့်စုံတဲ့ဘဝတစ်ခုဖြစ်သွားမယ်ဆိုတာကိုသိရပါတယ်အဲ့ဒီအတွက်အန်တီကဟိုဥစားပေါ့နော်ဒီအကြောင်းအရာလေးကိုအန်တီအရန်ကိုစိတ် ဝင်လဲစိတ်ဝင်စားတယ်ဒီကလေးလေးတွေကိုလည်းတနာတယ်အဲ့ဒီအတွက်အန်တီကလူလဲလူကျင်စိတ်ပေါက်တယ်နောက်အိမ်ရောက်တဲ့ချိန်မှာလည်းအန်တီက Facebook မှာ a gift of life ဆိုတဲ့ခေါင်းစဉ်လေးနဲ့အန်တီကစာလေးကိုရေးပါတယ်ဒီကလေးတွေရဲ့အကြောင်းဘဝတစ်ခုကိုလူချရအောင်ပေါ့နော် အာဒီကလေးလေးတွေအကြောင်းကိုအမကပြောပြတယ်ဗစ်တိုးရီးယားဆေးရုံကဘယ်လိုလုပ်တယ်ဆရာကြီးဦးစိုးတင်နဲ့ဆရာဝန်တွေကဘယ်လိုလုပ်တယ်နတ်ဆေးရလည်းဘယ်လိုလူကြတယ်တော့အလူရှင်တွေလည်းလိုအပ်နေတယ်ဆိုတဲ့အကြောင်းလေးကိုအန်တီကအန်တီနားလည်တယ်လို့လေးပေါ့နော်ရှင်းပြပြီးတော့အန်တီတငယ်ချင်းတွေပေါ့နော်အန်တီကဟိုးစားပေါ့အလူခဏတော့မဟုတ်ပါဘူးဒီအကြောင်းညာလေးကိုရှင်းပြပြီးတော့မှအန်တီတို့တယောက်ကို၃သိန်းဖြစ်ဖြစ်စေတယောက်ကို၂သိန်းဖြစ်စေ၃သိန်းဖြစ်စေဝိုင်းမိလူကြရင် ဒီဒေါ်လာ8500ဆိုတာပြည့်သွားမယ်ဆိုတဲ့အကြောင်းလေးလည်းပြောပြတော့အဲ့လိုစုပြီးတော့လူကြတာပါသမီးအားလုံးစုစုပေါင်းလဲသိန်း380ကျော်ရပါတယ်သမီးအန်တီတို့အဖွဲ့လေးရပါတော့ဒီအကြောင်းအရာလေးကိုစာရေးမယ်ဆိုပြီးတော့မှစဉ်းစားလိုက်တဲ့အချိန်မှာ a gift of life ဆိုတာဟိုစာပေါ့နော်လက်ဆောင်တစ်ခုဘဝအတစ်ခုဘဝအစ်စ်တစ်ခုလက်ဆောင်ပေးကြရအောင်ဆိုတာပါပဲနှုတ်မဟုတ်ရင်ဒီကလေးလေးတွေဘဝဟာသူတို့မှာ ညော်လင်းချက်လည်းမရှိဘူးလူရမွေနဲ့ဘဝလေးဟိုအငငယ်နေရတဲ့တငငယ်နေရတဲ့ဘဝလေးကနေသူတို့ကလုံးဝ DS ကလေးကိုရသွားရင်ကုသတာကိုခံလိုက်ရရင်တန်းတဲ့ကလေးတွေလိုပဲဖြစ်သွားမယ်ဆိုတော့သူတို့အန်တီတို့ကဘဝအစ်စ်တစ်ခုလက်ဆောင်ပေးတာလေအဲ့ဒီခန်းစားချက်လည်းရင်ထဲမှာအပြည့်ရှိတဲ့အတွက်ဒီကောင်းစင်လေးနဲ့ရေးတဲ့အခါမှာအန်တီကဟိုပေါ့နော်ရေးရတာလေတကယ်ကိုရှင်နေရရှိတဲ့အတိုင်းရေးပါတယ်ဟုတ်ကဲ့ ဟုတ်ကဲ့ပါမဟိုပရဟိတလုပ်ငန်းစဉ်ဆိုတာကလည်းဒါလူနေထိုင်မှုဘွားမှာဆိုရင်ဒါမပါမဖြစ်အရေးပါတဲ့အရာတစ်ခုလည်းဖြစ်ပါတယ်လူမျိုးလုံးဆောင်ရတဲ့အခါမှာဆိုရင်ဒါအသက်လဲရှည်ရဲပျော်ရွှင်မှုလည်းရတယ်စိတ်ရချမ်းသာမှုလည်းရရှိပါတယ်ဒီကနေ့ခန္ဓာမှာဆိုလို့ရှင်လည်းဒါကိုကူညီထောက်ပံ့လိုက်တဲ့ကလေးငယ်လေးတွေရဲ့တွေ့တက်မှုမြင်တွေ့တဲ့အခါမှာဆိုရင်လည်းအမရင်ထဲကနေပြီးဖြစ်ပေါ်လာတဲ့ဝမ်းသာပီတိကိုလည်းသိပါရစေရှင်ဒီလားအရန်ကိုဝင်းသားပါလေမျက်ရည်တောင်ဝဲချင်ပါလေသူတို့လေးတွေကအရန်ကိုပျော်ပြီး ဟိုတချင်းတန်နေလဲကြားတယ်ကကြားတယ်ဆိုကြတယ်သူတို့ဘဝလေးတွေတော့ဟိုပေါ့နော်ပြောင်းလဲသွားတာမြင်ရတော့အန်တီရှင်ထဲမှာအရန်ကိုဝင်းတာတယ်ဒီလိုအန်တီဝင်းတာတယ်လို့ပဲအန်တီတို့အဖွဲပေါ့နော်အားလုံးက83ယောက်ရှိပါတယ်အားလုံးကလည်းအကုန်လုံးကလည်းဒါကိုဒီနေ့ဆိုတက်ရောက်တဲ့လူကတော့အစိတ်လောက်ရှိပါတယ်ကျန်တဲ့အန်တီရဲ့တငယ်ချင်းညီမလေးတွေအမတွေပေါ့နော်ဒီလူထမ်းထားတဲ့လူတွေအကုန်လုံးကလည်းဒါလေးကိုမြင်အန်တီအတိုင်းပဲရင်ထဲမှာဝမ်းသာကြည်နူးကြမှာပါ တကယ်လဲအန်တီတအားကိုဝင်းပါပါလေဟုတ်ကဲ့ပါရှင် a gift for life ဆိုတဲ့ခေါင်းစဉ်အောက်မှာပါဝင်ခြင်းရတဲ့အလူရှင်ဒီအနေနဲ့ဘယ်လိုမျိုးပါဝင်နိုင်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့လဲဝေးမြပေးပါအောင်ရှင်။အော်အမကတော့ Facebook မှာရေးတာပါ a gift of life ဆိုတဲ့ခေါင်းစဉ်လေးနဲ့အဲ့ဒီအချိန်မှာအမနဲ့မသိတဲ့မန္တလေးရီ နေရတွေပေါ့နော်ဒီပြင်မြင်းချမ်းအားတွေသူတို့တွေကလည်း comment စီရေးပါတယ်ကျမတို့လည်းလူချင်ပါတယ်ဒီကလေးလေးကိုပေါ့နော်အဲ့တော့အန်တီကဟိုးစာပေါ့နော် Victoria ဆေးရုံနဲ့ဒေါက်တာအောင်ခိုင်တန်းရဲ့ဆက်သွယ်မှုဟိုးစာပေါ့နော်သူ့ရဲ့ဟိုးဘယ်လိုဆက်သွယ်ရမလဲဆိုတဲ့ဖုန်းနံပါတ်လေးရဲ့အဲ့ဒါလေးတွေကိုအန်တီရေးပေးပါတယ်အဲ့အဲ့ဒီအတွက်အန်တီလည်းဝန်တာပါတယ်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ပါရှင်အခုလိုမျိုးဖြည့်ကြပေးရတဲ့အတွက်လည်းကျေးဇူးအထူးပဲတင်ရှိပါတယ် ဟုတ်ကဲ့သမီးတို့လည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ရှင်